နားပိုင်း၄ပိုင်းအနှောက်ပုံရတယ်မှာတော့နော်သူ့ကိုပိုင်းကဲအပိုင်းကိန်းကိုဒသမကိန်းပြောင်းပါနော်၄ခုတီးပြီးတော့၅နဲ့စာနားလုံးရတယ်တော့နော်၄ဒသမ2တုံညာချက်၅ရှိတီ၄၀တုံညာဒသမ၈အနှောက်တုံညာဒသမ3နောက်လိုက်တော့တုံညာဒသမ900ပါဖြစ်ပါတယ် ပိုင်းခိုင်းတဲ့အတွက်ပြမယ်နော်၅ပိုင်း၄ပိုင်းဟုတ်နော်ဆိုတော့ဒသမတနည်းရဖြစ်လို့ကြောင့်၁၀ပိုင်း၃ပိုင်းဒီ၅ကို၁၀ပြင်မယ်၅အမြောင်နဲ့၄အမြောင်နဲ့အနောက်၁ပိုင်း၃ပိုင်းဟုတ်လို့ရှိရင်၁၀ရှေ့နောက်၁၀ပိုင်း၃ပိုင်း ဒါရှိရင်ဘိုင်းဒီတူတစ်ခုယူ30ဘိုင်းငါဘိုင်းဒါလို့ရှိရင်သူဒီတောင်ရတလုံးနဲ့စားတာဖြစ်တဲ့ကြောင့်တောင်ရတော့တမငါဒသမနဲ့ပြရင်ဘိုင်းကိန်းနဲ့ပြရင်10ဘိုင်းငါဘိုင်းဖြစ်ပါတယ်နော်နမဆလုံးမှာသူကိုဒသမနဲ့ညင်ထွက်ပေးမယ်ဒသမနဲ့နောက်ဒါလို့ရှိရင်10နဲ့စားတာဖြစ်တဲ့ကြောင့်တောင်ရဒသမ9ဒသမ3ရနော် လို့ရှိရင်တရသမနှစ်အနောက်တရသမကိုချီလိုက်မယ်နှစ်မကိုနှောက်မနိုင်ဘူးချီလိုက်တော့သူ၃ရသူ၁၂စနစ်မကိုနှောက်တော့၃တုံရသမ၃ရမှာဖြစ်ပါတယ်လို့ရှိရင်သူကိုဓာတ်အပိုင်းကိန်းကိုဓသမပြောင်းလာတယ်နောက်တစ်ခါဓသမကိုအပိုင်းကိန်းပြောင်းမယ်ဒါဆိုလို့ရှိရင်တရသမနှစ်ဖြစ်တဲ့အတွက်ကြောင့်တဓသမတနေရာဖြစ်ရကြောင့်၁၀ပိုင်း၂ပိုင်းအနှောက်၁၀ပိုင်း ကိုပိုင်ဖြစ်မှာဖြစ်ပါတယ်เนาะဆိုရှင်ဒီလိုလေးဖြစ်သွားပြီဒီလိုလေးဖြစ်သွားလဲဆိုလို့ရှိရင်ဒီမှာပိုင်းခြေတူနေတယ်နှစ်တက်မှာကိုကိုမနှုတ်နိုင်ဘူးလေမနှုတ်နိုင်ဒီတစ်ကိုပါပြောင်းလဲဆို10ပိုင်း10ပိုင်းပြောင်းလိုက်မယ်10ပိုင်း10ပိုင်းနဲ့10ပိုင်း2ပိုင်းနဲ့ပေါင်းထားတယ်ဖြစ်တဲ့အတွက်ကြောင့်10ပိုင်း12ပိုင်းဖြစ်သွားမှာဖြစ်ပါတယ်ဒီလိုလေးလေးရတယ်စက်တလီ10နဲ့နဲ့မြောက်12ဒါမှမဟုတ်ဒီတစ်ကို10ပိုင်း10ပိုင်းပြောင်း နှစ်နဲ့ပေါက်ဟုတ်ပြီဆယ်ပိုင်း12ပိုင်းရမှာဖြစ်ပါလေနှုတ်ဆယ်ပိုင်း9နော်ဒီမှာတည်းဘိုင်းဂျီတူတစ်ခုယူ30 12မှာ9နှုတ်တော့3စေပိုင်း3ပိုင်းရမှာဖြစ်ပါတယ်။အဲ့ဒီစေပိုင်း3ပိုင်းကိုဒသမပြောင်းရင်3ညသမ3